လီလှုပ်ခတ်မှုကြောင့်အမရပူရာမြို့နယ်ရွာတရွာထဲမှာတင်လူ180ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။ရေနဲ့အစာအစာတွေရေပေါ်လိုအပ်နေပါတယ်။ကလင်းလှုပ်ချုံလှုပ်ခတ်မှုကြောင့်အမရပူရာမြို့နယ်ပုံအိုးရွာက ပလီပေါ်ပြိုကျခဲ့တယ်လို့လူနေအိမ်အဆောက်အအုံလည်းပြိုကျတဲ့အတွက် လူသေဆုံးမှုများပြားခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းများပြားခဲ့ကြောင်းသိရပါတယ်။ပလီဝုပြုစုတောင်းနေခြင်းလှုပ်တော့ တေပြောက်များသွားတယ်အိမ်ကြီးလဲပြိုတယ်အိမ်တော်စု2500ရှိတဲ့ရွာကြီးပါအကူအညီတွေလိုနေတယ်လို့မြေပြင်ရောက်ရှိတဲ့ပရဟိတသမားကပြောပါတယ်အဆိုပါရွာမှာအစ္စလာမ်ရွာဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိမှာငလင်ဘေးတန်တဲ့ကျေးရွာဒေသခံပြည်သူတွေဟာအရေးပေါ်အခက်အခဲတွေအများကြီးကြုံရပါတယ်တော့ရေတန်းနဲ့စေဝါးတွေပြက်လက်ပြီးရေပေါ်ကွန်ကြီးတွေလိုအပ်နေပါလေရေတန်းနေလို့လဲစားစရာတွေလိုတယ် အကူအညီရရှိမှုရန်နေပါတယ်။ကုန်ပစ္စည်းတော့စားစရာလည်းမရှိ။စေးတွေလည်းလိုတယ်လို့ကုညီလောက်ကန်နေသူတွေကပြောပါလေ။ဘုံဥယွာနေကကြေးရွာဒီမှာတောက်ရည်နဲ့စားနေရိတ်ခါတွေလည်းလိုအပ်နေသလိုအမရပူရမြူနယ်တွေကတခြားဒေသတွေမှာလည်းငလင်ကြောက်အဆောက်အုံတွေပြိုကျပြီး လူထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင်ရေအစအစာတွေအရေးပေါ်လိုအပ်နေတယ်လို့သိရပါလေ နေပြည်တော်မှာလည်းလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းသေဆုံးသူ300မှ500အထိရှိလာနိုင်တယ်လို့မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတွေစီကသိရပါလေကယ်ဆယ်ရေးလုပ်နေတော့မယ်ပြည်ပကယ်ဆယ်ရေးတွေတော့မပြေသေးဘူးတခြားဖွဲ့ချို့လို့ရှိတယ်သူတို့လည်းတနည်းအားမတော့ကယ်ကယ်နေမှာပေါ့ကယ်ဆယ်ရေးကလုပ်နေရတော့မှလက်ရှိမှာတော့ပစ္စည်းနဲ့လက်ကိုပဲအာကိုပြီးလုပ်နေရတယ်လို့ပြေမနာကပရဟိတတမားတွေကပြောပါလေ။ နေပြည်တော်ကောင်စီနေမြေမှာပြည်မနာမြို့နယ်ကငလိန်တော်ပြင်းထန်ဆုံးခံခဲ့ရတဲ့မြို့ဖြစ်ပြီးလက်ရှိအထိလူပေါင်း2200ကျော်လောက်သေဆုံးမှုရှိပါတယ်။ကယ်ဆယ်ရေးတွေလည်းလုံဆောင်နေရဆဲဖြစ်ပါတယ်။ပြည်မနာကထိခိုက်ဆုံးပဲပုံမှန်တည်ဘက်ကလည်းသေဆုံးတာတွေရှိပါတယ်။ခုထိလည်းကယ်ဆယ်ရေးတွေကလုံနေရတော့ပျော်လို့ရပါတယ်။မနာပါဘူး။ဒီဘက်မှာတော့တရုတ်ဘက်ကကယ်ဆယ်ရေးတွေလည်းရောင်းလာတာရှိပါတယ်။ သူတို့လည်းကိုညီကယ်ဆယ်နေရတော့မှာပဲနောက်ပြီးတော့သူတို့ကတော့အဆောက်အအုံအောင်မှလူရှိသလားအသက်ရှင်လားဆိုတော့စစ်ဆေးသိနိုင်ပါလေမိပညာတွေစစ်ပစ္စည်းတွေစုံပါလေကျွန်တော်တို့ကတော့ဘာမှမရှိဘူးလေအထီးကိမှုကတော့များပါလေနေပြီးတော့တစ်ခုတည်းမှနေတည်ဆုံမှုက300ကနေ900အတွင်းတော့ဒီခံမှန်းရှိပါလေအနည်းဆုံး မနေ့ကနဲ့ဒီနေ့နှစ်ရက်တည်းအလောင်းတရားကျော်ထုတ်ထားရတယ်လို့ပုပ်ပသေရီမျိုးနဲ့လူမှုကွန်ရီသမားတွေကပြောပါတယ်။ငလင်ကြောင့်အဆောင်အုံပြိုကျပျက်စီးမှုများပြားပြီးတေဆုံးလုံးများတယ်လို့ထိခိုက်ဒဏ်ရာသူများတဲ့အတွက်နေပြည်တော်တွေကစေုံတွေမှာလူနာတွေပြည့်နေတယ်လို့သိရပါတယ်။နေပြည်တော်ကလေးတစ်ထောင်စေုံကြီးလည်းပြိုကျပျက်စီးသွားတယ်လို့ကြောင်မြင့်လာခမ်းမှပျက်စီးခြင်း၊ Ocean Center လည်းပျက်စီးမှုတွေရှိပါတယ်။ ဝင်ရေးရာချူလည်းပြိုကျပျက်စီးမှုတွေရှိပါတယ်။နေဆောင်တွေလည်းပျက်စီးသလိုဝင်ကြီးဌာနရုံးချူလည်းပျက်စီးပြီးထိခိုက်ဒဏ်ရာသူတွေလည်းရှိပါတယ်။လက်ရှိပြည်တွင်းလူမှုကွန်ရက်ဖွဲ့တွေဖြင့်ပြည်ပကယ်ဆယ်ရေးဖွဲ့တွေကပါငလင်းကြောင်းပိတ်မိနေသူတွေကိုကယ်ဆယ်ရေးလုပ်နေပြီးငလင်းတန်တဲ့သူတွေအတွက်အရေးပေါ်ကူညီတွေလိုအပ်နေပါတယ်။ငလင်းတန်တဲ့သူတွေအတွက်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားတာမရှိလို့နေစရာဆွေမျိုးတွေအိမ်မှာနေရတယ်လို့ လမ်းမပေါ်မှာနေရတာတွေလည်းရှိတာကြောင့်အကူအညီတွေလိုအပ်ပြီးကုညီရရှိမှုတွေနေပါတယ်လို့သိရပါတယ်လက်ရှိမှာတော့မြန်မာနှစ်လင်ပေကိုအဆင့်သုံးအရေးပေါ်အခြေအနေဖြစ် WHO ကသတ်မှတ်ထားပါတယ်ခွဲစိတ်ကူတာမှုနဲ့ကျန်းမာရေးစနစ်အတွက်ဒေါ်လာ၈သန်းရန်မုံငွေလိုအပ်တယ်လို့ဆိုပါတယ် ကမ္ဘာ့ကျန်းမာရေးဘက်ကဒီချက်တဲကိုအဆင့်သုံးရေးပေါ်ချင်နေဖြစ်သတ်မှတ်ထားပြီးဒါဟာရေးပေါ်တုံ့ပြန်မှုပေါ်အောက်မှာစားလို့ဆောင်ရမယ်အမြင့်ဆုံးဆင့်လို့ပြောပါလိမ့်။ငလင်ကျောက်မြန်မာနိုင်ငံမှာထိခိုက်မှုတွေအကဲဖြတ်ချက်ရအသေးပြောပြင်ထိခိုက်ဒဏ်ရာသူတွေအရေးအတွက်များပြားပြီးရေးပေါ်ကုသမှုလိုအပ်ပါလိမ့်။အယိုးကျတာငလင်တန်ကျောက်ဒဏ်ရာသူတွေကိုခွဲစိတ်ကုသနိုင်မှုနဲ့ငလင်နောက်ဆက်တွဲကုသရောဂါဖြစ်ပွားနိုင်ခြင်းမြင့်မားတယ်လို့ WHO ကပြောပါလိမ့်။ လျှက်စင်းတဲ့ရေပြတ်တော့ကကျမ်းမရေဝတ်ဆောင်မှုတွေလက်လန်းမပြတာဟာဆိုပါပြီးရေနဲ့အစာစာကြောင့်ကိုယ်ဆက်ယောဂတွေလည်းဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်မန္တလေးတိုင်းပျော်ပွဲမြို့မှာတော့ကမ္ဘောဇာဗန်ပြိုချပြီးပြည်မိနေတဲ့ဝန်ထမ်းတွေအသက်ရှင်ကျန်သူမရှိသလောက်ဖြစ်နေပါပြီ။မိသက်ဌာနချုပ်နဲ့စင်ကာပူမှာအဖွဲ့တွေဟာ အလ31ရက်နေ့နေ့လည်း2နာရီဝန်းကျင်လောက်က live out စစ်ဆေးပြီးတော့ကမ်ဘောဇာပန်တွင်အသက်ရှင်ကျန်နေသူမရှိတော့ကြောင်းစစ်ဆေးချက်တွေရသိရပါလိမ့်ပထမကလေးကရက်ွက်တွေကလူတွေကဝိုင်းပြီးတော့ကဲဖို့လုပ်တယ်ဒါပေမဲ့မလွယ်ဘူးလေအဆောင်ဝါကြီးမှတော့လူအားလုံးနဲ့ဖယ်လို့ကအဆင်မပြေဘူးဒါပေမဲ့ကယ်ဆယ်ရေးတွေရောက်တာကလည်းသူတို့ကလည်းကယ်ဆယ်ရတဲ့နေရာတွေကများတော့ဒီလိုနည်းနည်းနောက်ကျတယ်ထင်တယ်ဒါကြောင့်အသက်ရှင်သူမရှိတော့ဘူးလို့ထုတ်ပြန်တယ် ပေးမိနေသူတွေအတော်ခံစားသွားမှာလို့ပြောပွဲမျိုးခံတူကပြောပါလိမ့်လက်ရှိမှာတော့ပြောပွဲမျိုးမှာယမနေ့ကကမ္ဘောဇာဘန် area အဆောင်အုံတွေကိုလာရောက်ကြည့်ရှုစေပြီးရှောက်ဝေးကဲစေးခွေးနှကောင်တွေပါ ထောက်လန်းဆစ်ဆီခဲ့ပါလိမ့်အဲ့မှာအသက်ရှင်တည်သူကမရှိတော့ဘူးလို့ပြောပွဲမိသက်ဌာနမှာသိရပါလိမ့်အယောက်စစ်စစ်တဲ့ဖက်မှာစင်ကာပူစီဗယ်ဒက်ဖန်ဖို့စ်မှာတပ်ဖွဲ့ဝင်15ဦး မြန်မာနိုင်ငံမိသက်တဖွဲ့ဌာနကြောင့်တက်ဖွဲ့ဝင်35ဦးပါပါလေစစ်စေးချက်အရအသက်ရှင်သူမရှိတော့တဲ့အတွက်နေပြည်တော်ကိုပြန်လည်ထောက်ခွာသွားတယ်လို့သိရပါတယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ပျော်ဝင်မှုမှလည်းကမ္ဘောဇာဗန်ကြီးပြိုကျမှုဖြစ်ခဲ့ပါတယ်ကမ္ဘောဇာဗန်ပြိုကျမှုဖြစ်ခဲ့ပြီးအဲ့ဒီမှာဝန်ထမ်းတွေလည်းပြင်မိမှုတွေရှိခဲ့ပါတယ်ဝန်ထမ်းတွေပြင်မိမှုဟာဘယ်နှယောက်လောက်ရှိလဲတော့မပြောတတ်ပါဘူး အနည်းဆုံးအယောက်40လောက်ပြိမိကြောင်တော့ခံမှန်းပါလေမလ29ရက်နေ့ကပြိမိသူတွေထဲကဝန်ထမ်းတို့ကဲထုတ်ပေးမယ်ရရှိတဲ့တင်အားကြောင့်စေုပ်ပို့ဆောင်ရလမ်းမှာပါတိတ်ဆုံးသွားခဲ့တယ်လို့သိရပါလေအင်းလေးဒီတော့မှလည်းငလင်တန်းကြောင့်အင်ဂျီ2000ကျော်ပျက်စီးပြီးလူ89ဦးသေဆုံးထားကြောင်းနောက်ဆုံးရရှိတဲ့ချက်လက်တွေအရသိရပါလေအင်းလေးဒေတာရှိကျေးရွာ19ရွာမှာအင်ဂျီ2338လုံးထိခိုက်ပျက်စီးပြီး လူတွေအနေထိုင်ရတော့ပဲအသေးဆုံးမှုများပြခဲ့ပါတယ်။လူဝတ်ချက်ကတော့ဆိုလာမီတီအဝတ်ထဲနေထိုင်မှုမူကခြင်စည်းရေတပ်အစားတောက်တွေပါ။ကုညီကေဇေးကြီးကတော့နေရာဆုံးဖို့ခက်ခဲတယ်လို့အင်းလေးဒေသခံတို့ကပြောပါတယ်။တေဆုံးမှု89ဟာငလင်းစားလုပ်တဲ့နေရာနဲ့မလ30ရင်းနေ့ထိကောက်ယူတဲ့စီရင်ပါ။မွေးစင်ကင်းစားကလေးတွေဆက်ရှင်နဲ့အောင်တဲ့တကြီးပန်းတွေလည်းပါပါလိမ့်ပျက်စီးသွားတဲ့ကြေးရွာတွေကတော့နတ်ပန်ရည်လည်းနတ်ပန်ကြတော့ တလဲဦးအင်းအုံးပင်စိတ်တနောက်မြောက်ရှေ့မြောက်တောင်ဇေယကြီးရှေ့ဝါကြီးမြောင်းဝါကြီးအိုင်တောင်ကြီးရွှေပြည်သာပေါက်ပါဟန်ကျိုးဟဲရရွာမှာအင်ပေါ်ခုံနဲ့နတ်ပံမျိုးဖြစ်ပါလေလက်ရှိငလင်းတန်သိန်းအင်းလေးဒေသခံပြည်သူတွေဟာမြေပြင်ကျေရှိတဲ့နေရာတွေမှာယာယီတဲထိုးပြီးလကောက်လှေပေါ်နဲ့အခြားဘေးလွင်ရနေရာတွေမှာလကောက်နေထိုင်နေကြတယ်လို့သိရပါလေ ငလင်းလောက်ခတ်ချိန်မှာရွှေများလူရခံရမှာဆိုလို့စိုင်းတကားပိတ်ချလိုက်တဲ့အတွက်စိုင်းအတွင်းမှာရှိတဲ့ဝန်ထမ်းတွေလည်းတေဆုံးမှုဖြစ်ခဲ့ပါတယ်။ပသိမ်မြို့သင်းရွှေစင်ရတနာရွှေဆိုင်ဟာနေပြည်တော်မှာစိုင်းကွဲဖွင့်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနေပြည်တော်မှာစိုင်းကွဲဖွင့်တဲ့အတွက်ကြောင့်တွားလောက်ပြီးဖို့ပသိမ်မြို့ကနေဝန်ထမ်းတွေဟာရောက်ရှိနေတာဖြစ်ပါတယ်။ငလင်းကြီးလောက်ခတ်ချိန်နဲ့တိုက်ဆိုင်တော့စိုင်းရှိတောင်ရှိသူတွေဟာစိုင်းခန့်တကားကိုပိတ်ချလိုက်တဲ့အတွက်ဝန်ထမ်းတွေထွက်ပြေးခွင့်မရတော့ပဲ။ တိုက်ပြူကြတဲ့ထက်မှာပိတ်မိတည်ဆုံးသွားတယ်လို့အနီးဝန်းကျင်ရှိဒေတာခန်တွေကပြောပါတယ်။ရွှေတွေကိုပဲအရာယူထောက်ထားလို့ရတယ်လို့ဒီကြောင်ဒေတာခန်တို့ကပြောပါတယ်။တေဆုံးသူတွေထဲမှာမြို့သူဝင်တဲ့ရှေ့ဦးမြို့သားနှုတ်ပါဝင်ပြီးကိုယ်စုံတူလဲတေဆုံးခဲ့တယ်လို့ဆိုပါတယ်။တေဆုံးသူတွေရဲ့အလောင်းတွေကိုမိသားစုဝင်တွေဟာပသိမ်မနေပြီးတော့တက်ကသွားရောက်ရှာဖွေရပြီးပသိမ်ကိုပြန်လည်တေဆုံးခွင့်မပြုတဲ့အတွက်နေပြီးတော့မှပဲ တင်းကြိုခဲ့ရတယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီးတတအုံးမှာလည်းငလင်ကျောင်းတည်ဆုံးသူတရားကျော်ရှိပြီးရုံလောင်းတွေထိုးယူနေရဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကလုတ်ခဲ့တဲ့ငလင်ကျောင်းတတအုံးမြို့မှာတည်ဆုံးသူတရားကျော်တိရှိနေပြီးရုံလောင်းတွေကိုမလ30ရက်နေ့ထိထိုးယူနေရဆဲဖြစ်ပါတယ်။လူပေါင်း150ဝန်းကျင်လောက်တည်တယ်။ခုထိလည်းအလောင်းတွေထိုးယူလို့မပြီးသေးဘူးလို့ဒေသခံတို့ကပြောပါတယ်။တခြားဒေသခံတို့ကလည်းတတအုံးမြို့မှာမပြိုတဲ့တိုင်မရှိသလားပဲဆိုပါတယ်။ တတဦးမြို့ပေါ်ပြည်မြေတားရွာမှာပလီတက်နေတဲ့အစ္စလမ်ဘာသာဝင်တွေလည်းထိခိုက်သေးဆုံးမှုများပါတယ်။ဒါ့အပြင်အေဝါမြို့ဟောင်းရှိသမိုင်းဝင်မဲနုအုပ်ချောင်းပါဝင်ရှေဟောင်းသမိုင်းဝင်နေရာတွေစီးပြီးပထုံးတွေအများအပြားပြိုကျပျက်စီးခဲ့ပါတယ်။အေဝါနဲ့ရန်ကုန်မန္တလေးမြန်လမ်းပိုင်းမှာရှိတဲ့ဒေါထဝတီစားလည်းပျက်စီးသွားတာကြောင့်အေဝါကိုပလီဘက်ကနေတောင်းမှသာရှောင်းနိုင်တယ်ဆိုပါတယ်။ကိုညီတွေလိုအပ်ဆက်ဖြစ်ပြီးတောက်တုံးရီဟာအခက်ခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ မန္တလေးတန်းဒေသကြီးရမဲသိမ်းမြို့မှာလည်းငလင်ကြောင်သေဆုံးသူ200ကျော်လာပြီလို့သိရပါတယ်။ထပ်တိုးလာဝယ်တော်ရှိတယ်လို့မြို့နယ်မိသားအုပ်စုဌာနမှတာဝန်ရှိသူတွေကပြောပါတယ်။ပြည်အပြင်းငလင်လောက်ခတ်မှုပြီးလေရကြမှာမြို့တွင်းနဲ့အနီးတဝရှင်ပြိုချပြက်စီမှုဟာနေအဆောင်အုံတွေကိုရှာဖွေရမှာအသေဆုံးသူ200ဦးကိုတွေ့ရှိထားတယ်ဆိုပါတယ်။မြို့တွေမှာရှာတွေကရှာတာတွေကပြီးတဲ့လောက်ဖြစ်သွားပြီ။ရွာတွေပဲကြံနေတယ် တော်မရသေးတာနဲ့အဆက်အသွယ်ဖြစ်နေတာကြောင့်ပါပါတယ်။သေဆုံးမှုကထပ်တိုးမှုရှိတယ်လို့ဆိုပါတယ်။ရမဲသိမျိုးတွေဟာမဲလီတိုင်းကလေးရှိပြီးတော့နေပြည်တော်နဲ့ရှိနေပါလေ။ရမဲသိတမျိုးလုံးနေပါပြိုကျဖြစ်စီပြီးအသေးပြောက်ရများပါလေ။ထိခိုက်အနေတော်တော်များပါလေ။နှစ်ပေါင်း140ကျော်တက်တက်ရှိတဲ့ချက်ကြီးလည်းပြိုကျသွားတယ်။ဖြစ်ကလေးကလည်းခုထိလိုင်းနေမရလို့ဘာတည်မှ မတက်လို့ဘယ်သူမှမသိဘူး။တော်တော်လေးတော့အခြေအနေဆိုးတယ်လို့ဆိုပါလေ။ မင်္ဂလီမြို့က Sky Villa ကိုလိုကြီးမှာပိတ်မိနေသူတွေနည်းဆုံး200ကျော်ကျန်သေးပြီးအသက်ရှင်သူနဲ့ဒေဆုံးသူတရာကန့်ထုတ်ယူထားနိုင်တယ်လို့လည်းအဆိုပါကွန်နိုပြိုကျောင်းမှာကုညီကယ်ဆယ်ရေးဖွဲ့တွေက ပြောပါလေ။လေရမြောင်းနေသည့်ဆိုရင်ကွန်နိုလည်းကထုတ်ထားနိုင်သူအကြီးအတွက်တရားလို့ရှိပါလေ။အဲ့ဒီလည်းကတေဆုံးမှု40လောက်ရှိတယ်လို့ဆိုပါလေ။ငလင်ကြီးလှုပ်ပြီးလေရမြောင်းနေပြိမိနေတဲ့တွေကိုကယ်ဆယ်ရေးလို့အမှာဆောင်းဝင်တောင်ဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းမှာ ကဲထုတ်သူတွေမှာအသက်ရှင်လျက်ရှိသူမတွေ့ရတော့ပဲအဲ့ဒီချမ်းမှာအသက်ရှင်လျက်ရှိသူမရှိနိုင်တော့ဘူးလို့ကဲစေးကျွညစ်သူတွေတုံးသက်ချမ်းနဲ့တောင်ပချမ်းနဲ့နောက်ပချမ်းရှော့ခွေကဲစေးရနာလိုက်တယ်လို့ဆိုပါလေမဖြစ်နိုင်တော့ဘူးလို့ဆုံးဖြတ်ကြတယ်အဓိကအခြေအနေဆိုတဲ့တောင်ပချမ်းနဲ့နောက်ပချမ်းပေါ့အဲ့ဒီနေရာတွေရှော့ခွေကဲစေးရက်လိုက်ရပါပြီဒီနေ့မနက်စင်တိုင်းခန့်ကပါလို့ မန္တလေးမှာလူမှုကွန်ရက်ဖွဲ့ပေါ်နေကပြောပါလေဒါပေမဲ့မြောက်ဘက်ခြမ်းမှာရှာဖွေကယ်ဆယ်ရေးတွေဆက်လက်လုပ်နေပါတယ်ကွန်ဒိုမှာရှာဖွေကယ်ဆယ်ရေးကိုတောင်ချမ်းနဲ့မြောက်ချမ်းလုပ်နေတာဖြစ်ပါလေခြမ်းမှာတော့ကယ်ဆယ်ရေးတွေဆက်လက်လုပ်နေတော့မှာလို့ဆိုပါလေတရုတ်ရှာဖွေကယ်ဆယ်ရေးမှာကျွမ်းကျင်သူတွေအကြံပြုချက်နဲ့ရန်နာချင်းဖြစ်ပြီးငွေလင်းကြောင့်ပိတ်မိနေသူတွေရှိတဲ့ကျန်နေရာတွေကိုဆက်လက်ရှာဖွေရမယ်လို့ဆိုပါတယ် 32ရက်နေ့မှာတော့မိသက်တက်ဖွဲ့တွေဟာ still chawe keze တက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကုညီကေဇေရဲ့ဆောင်ရွက်ရမှာအမျိုးသမီးတို့ကအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးနောက်ထပ်သေဆုံးတဲ့မျိုးသမီးတို့ရုံလောင်းကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ပြီးနေတဲ့သူတွေအသက်ရှင်မယ်လို့မျှော်လင့်ချက်ရှိတော့ပေမဲ့ရှာဖွေဆက်လုပ်သွားမယ်လို့ Sky Villa ကွန်ဒိုပြောချမ်းမှုမှာကယ်ဆယ်ရေးလုပ်နေသူတွေကတော့ပြောပါတယ်။ဒါပေမဲ့ဆက်ကရီယာနဲ့နေပညာအခက်အခဲချို့တော့ရှိနေသေးတယ်လို့ဆိုပါတယ်။ ပိတ်မိသားစုတွေထဲမှာဒုက္ခတိုင်းပေါ်ဆင်းရဲပတ်ရှင်မိသားစုတွေပါဝင်ခဲ့ပါတယ်သူတို့ကိုကယ်ဆယ်ဖို့အတွက်လည်းနိုင်ပေါင်းများစွာကြိုးစားခဲ့ပါတယ်ပိတ်မိသူတွေတဲကတအူးကိုတော့ရှင်နေမနက်ပိုင်းကဆွဲထုတ်နိုင်ခဲ့ပြီးစေုံပို့ပေးခဲ့ပါတယ်ပိတ်မိနေတဲ့ဒုက္ခတိုင်းပေါ်ဆင်းရဲပတ်ရှင်ပါဝင် အချို့တော့သေဆုံးသွားပြီလို့မိသားစုဝင်တွေကရှင်းထားတာဖြစ်ပါတယ် အောင်မြင်သားစံမြို့နယ်မှာတည်ဆောက်ထားတဲ့ Sky Villa ကွန်ဒိုမှာအထက်ဆက်တဲ့ရှိတဲ့အဆောက်အုံ၃လုံးရွေးပါရှိပြီးငလင်းလုံးခန့်မှုမှာအဆောက်၂လုံးလုံးစုပ်ပြောင်းကြကကျန်တလုံးမှာလည်း၄တက်ခန့်မြေကြီးတဲ့နေဝင်သွားတာဖြစ်ပါလေ Sky Villa ကွန်ဒိုစီမံကိန်းကိုအောင်မြင်သူကုမ္ပဏီကတည်ဆောက်ခဲ့တာဖြစ်ပြီးငလင်းတန်းခန္ဓာတွေလွတ်ကျင်ညာပြီးရောင်းချခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပါလေထိုင်းနိုင်ငံမှာလုခခဲ့တဲ့ငလင်းကြီးမှာတော့မြန်မာပါဝင်ပြည်မိနေစဲလုံတမားတွေကိုကဲထုတ်ပေးဖို့ထိုင်းဝန်ကြီးချုပ်ကို မြန်မာမျိုးသားတို့ကဒူးထောက်တောင်းဆိုခဲ့တယ်လို့သိရပါတယ်။နိုင်ငံခြားလူ့သမားများကိုစားပြုသူမြန်မာမျိုးသားတို့ကပြူကြဆောင်တွေလက်ရှိအချိန်ထိပြင်မိစေလို့သမားရှာဖွေပေးဖို့ကုညီတောင်းခံခဲ့တာဖြစ်ပါတယ်။မလ28ရက်နေ့ကလှုပ်တဲ့ငလင်ကြီးကြောင့်ဗန်ကောက်ရှိအထက်မြင့်ဆောင်များပျက်စီးမှုချို့ရှိပြီးဆောက်လက်စအထက်30ဝန်ကျင်ရှိနိုင်ငံတော်စီးရင်စီယုံဟာလုံးဝပြုတ်ကျသွားပါတယ်။အဲဒီဆောက်လက်စအဆောင်မှာမြန်မာလူထုများစွာရှိခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ ထိုင်ဝမ်ကြီးချုပ်ပင်နိုနယ်ရှင်နာဘက်ကတော့အားလုံးကိုအားပေးစကားပြောခဲ့ပြီးကုညီနိုင်ဖို့စွမ်းနိုင်သမျှအားထည့်လှုံ့ဆော်နေကြောင်းနဲ့ဘသူပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ခွဲခြားမှုမရှိပဲအစွမ်းကိုကုညီကယ်ဆယ်ဖို့စူးစမ်းသွားမယ်ဆိုပါလေမြန်မာမျိုးသားသားတို့ကထိုင်ဝမ်ကြီးချုပ်ငိုလျက်ဒူထောက်လေးမြင်ပြခဲ့ပြီးဝန်ကြီးချုပ်ကဆွဲထုတ်မတည့်ရစေကဒူးချင်းစီအတွက်အားတင်ထားဖို့အားပေးစကားပြောခဲ့တယ်လို့သိရပါပါတယ် မလ31ရက်နေ့ညပိုင်းထိရရှိတဲ့စင်းလေးအရငလင်းကြောင်းတင်ဆောင်သူ2056ကိုရှိလာပြီးဒဏ်ရသူ3900ကျော်နဲ့ပျောက်ဆုံးသူ290ကျော်ရှိတယ်လို့ NASA ကကသတင်းထုတ်ပြန်ပါတယ်။မနေ့ကတရားဝင်ထုတ်ပြန်တဲ့စင်းရအောင်သေဆုံးသူ1900ကျော်ပဲရှိပေပြီးတရားအတွင်း350ကျော်တိုးလာတာဖြစ်ပါတယ်။အလားတူဒဏ်ရသူကလည်း900ကျော်တိုးလာပါတယ်။ရပ်ဘက်အဖွဲ့အစည်းတွေနဲ့ကုညီကစေးသမားချူကတော့ဌာနဆိုင်ရာတွေလက်လမ်းမမီတာရှိနိုင်တဲ့အတွက် တရားဝင်ထုတ်ပြန်ချက်ထက်မြေပြင်မှာအရေးအတွက်ပုံနိုင်တယ်လို့သုံးသပ်ပါတယ်နိုင်ငံတကာကပါဝိုင်းဝန်းကူညီခဲ့နေပြီးအပြည့်အစည်းတွေကြားပြည်မြင့်သူတွေကအသက်ရှင်ကြံလွတ်မြောက်လာသူတချို့လည်းရှိပါတယ်စကိုင်းမှာတော့ငလေးလှောက်ခတ်ပြီးနောက်၄ရက်အတွင်းမှာပဲရုံလောင်း220ကိုတကြိုပြီးစီးခဲ့တယ်လို့သိရပါတယ်ဒီရေအတွက်ဟာ၄ရက်တာကာလဖြစ်ပါတယ်စကိုင်းမှာပလီ၅ခုပြိုကျပြီး တောက်ကြံနေဝိပုနေတဲ့အတွက်လူချောင်နဲ့ချီတိတ်ဆုံးခဲ့ရတယ်လို့စကိုင်းတောင်ပေါ်ဗုဒ္ဓဘာသာတိလရှင်ဖုန်းတော်ကြီးကြောင့်ပျက်စီးတဲ့အောက်ကလည်းအသက်ရှင်လျက်ကဲနိုင်သူမရှိသေးဘူးလို့သိရပါတယ်။နောက်အပြင်စကိုင်းမြက်ကိုပိုင်းကျောင်းမှာခလေးနဲ့ဆရာမစတဲ့ဦးပိတ်မိနေသေးပါတယ်။ကျောင်းသားကျောင်းသူနဲ့ဆရာဆရာမဒါစင်ကျော်ပိတ်မိခဲ့တဲ့စကိုင်းမြို့ကမြက်ကိုပိုင်းတန်တန်းကျောင်းမှာခလေးရှိဦးနဲ့ဆရာမသုံးဦးပိတ်မိနေသေးပဲလို့အကူအညီကဲစေးတောင်းရှိသူတွေကပြောပါတယ်။ဒီမနက်မှာတော့မလေးရှားအဖွဲ့ကိုညီနဲ့ကျောင်းဆရာမကြီးကိုထုတ်ယူနိုင်ခဲ့ပါတယ်။ မလေးရှားဘက်ကလူပမာရှိနေတယ်ဆိုတာရှာနိုင်တဲ့စက်ပါတယ်။ရန်နီယာကြီးကလွယ်ရင်အဆုံးမှာတော့ကဲဆဲလောရတာပုံမြင်လာတယ်ဆိုပါလေ။အဲ့ဒီဆီယာမာကြီးကလည်းတေဆုံးမြေသားဖြစ်ပါလေ။ရှေ့ရတွေကလည်းမြောက်ကိုပိုင်းထန်းချောင်းကလေးဆီယာမာနှစ်ဦးနဲ့ဆီယာတူအသက်ရှင်နေကြထုံနိုင်ပါလေ။အရင်ရက်တွေကကိုပါဆိုတဲ့တန်ကြာတယ်ဒီရက်တော့ဘာသမမကြားတော့ဘူး။ကလေးတွေအသက်ရှိပါအောင်မလားမသေးကြဘူးလို့ကဲဆဲသမားတွေကပြောပါလေ။ စကိုင်းတနာဆင်းကလေးကျုံမြေအောင်ချောင်းပြိုကျတဲ့နေရာကလည်းခလေးနှိုးလောင်းကိုလည်းတည်ထောင်နိုင်ခဲ့လို့မိသက်တစ်ခွဲကပြောပါတယ်။ဒီအကြောင်းရဲ့ဒမတ်စကူကခလေးရာချီအုပ်ပေါ်ကိုပိတ်မိနေတယ်ဆိုတော့အချက်လက်တွေလည်းရရှိထားတယ်လို့သိရပါတယ်။နလင်းတန်တဲ့နဲ့စကိုင်းမြို့မှာတော့အစာတောင်းတဲ့တောက်သွင်းရေဝယ်လို့မရတဲ့အပြင်အကူညီပေးသူတွေလာရောက်တာနည်းနေတဲ့အတွက်ကြောင့်အခက်အခဲတွေဖြစ်နေစေပဲလို့သိရပါတယ်။ပတ်စံရှိတော့ရောင်းမဲ့သူမရှိတာပါအဓိကလိုအပ်တာရေနဲ့အစာပဲလို့ဆိုပါတယ်။ မင်းမလာတာနဲ့ရေတွေပြက်ကုန်တာကြောင့်တောက်ရေကိုကုညီသူတွေလာဝယ်မှချနေတာပါစေုံတွေမှာလည်းလူနာတွေပုံနေပါတယ်စေဝယ်မရဘူးတချို့တွားရခတ်တဲ့နေရာကဆိုရင်တန်ရလဲစေးမရှိလို့ဒီတန်းညီနေရတယ်လို့စကိုင်းမြို့ပေါ်ကပြောပါလိမ့်အဲ့ရဖြစ်နေတဲ့စကိုင်းဒသားကရင်ငယ်ဒေသပေးဖြတ်သေးတာကြောင့်ကဲဆဲပစ္စည်းတွေခွဲတွေကလာရောက်ဖို့ကအခက်အခဲရရှိနေတာဖြစ်ပါလိမ့်ဒီလိုမျိုး လူအသေးပြောက်များစွာကြီးမားတဲ့ငလင်ကြီးလှုပ်ခတ်မှုကိုနိုင်ငံတော်ဆင့်ဝန်လဲခြင်းအထိမ့်မဲ့လည်းလှုပ်ရှားမှုဖြစ် APTN နဲ့7:52မိနစ်3ည2စက္ကန့်မှာ10မိနစ်ငြိမ်သက်စွာရပ်တန့်ပြီးဥညွတ်ကာရာပြုဝန်လဲခြင်းထိမ့်မဲ့အနေနဲ့အိုအောဆွဲကာရာပြုခြင်းများဆောင်ရွက်မယ်လို့သိရပါတယ်။ဒါ့အပြင်သက်ဆိုင်ရာကိုးကွယ်ရာဘာသာအလိုက်ဖျားစီဒီများဖျားကြောင်းများဝိပြုရနေရတဲ့မှာဆူတောင်းမြတ်တာပို့တာခြင်းအန်ဒီယကင်းပြိယိတ်တွေဆူတောင်းစားတွေရွှေ့ဆိုခြင်းနဲ့ အများတန်းပေးဝေခြင်းကိုတနိုင်ငံလုံးတိုင်းတာနဲ့ပတ်ဝန်းဆောင်ရွက်ပေးဖို့ NASA ကကတည်င်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။နေပြည်တော်ကဥတ္တရတီစေုံကြီးပြောကြားမှုမှာရှာဖွေကြစေလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဥတ္တရတီခံမှာမိတ္တဦးစီးမှုကတော့လက်ရှိရှာဖွေကြစေနေတဲ့ခြေအနေနဲ့ပတ်သက်ပြီးခုလိုပြောပါတယ် တုံးတဲ့အဆောင်ဖြစ်တဲ့ပင်လုံစင်းုံကြီးပြိုချပျက်စီးမှုကြောင့်အောက်ဆုံးထက်တဲ့ထက်လုံးမြေကြီးထဲနှစ်ဝင်ခဲ့ပြီးနှစ်ထက်သာကျန်ရှိတော့တယ်လို့ဆိုပါလေ။အများဆုံးကုညီကယ်ဆယ်ရတဲ့နေရာတွေကလည်းအောက်ထပ်မှာရှိတဲ့ပိတ်မိတဲ့လုံနာတွေပါ။ဒါတွေကိုအများဆုံးကယ်ရတာပါ။စာဖြစ်တဲ့နေ့ကလည်းဒီကနေ့ထိအသက်ရှင်နေရကဲထုံနိုင်တဲ့လူနာတွေလူနာဆောင်တွေစေယုံဝင်နဲ့ဆရာဆရာမတွေအယောက်20လောက်ထိအသက်ရှင်နေရကဲထုံပြီးဖြစ်တယ်လို့သိရပါတယ်။တေဆုံးသူ10လောက်ထိရထားပြီးဖြစ်တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံကရှာဖွေခဲ့တဲ့အဖွဲ့တွေနဲ့လာရောက်ဆဲထုံနေတယ်လို့သိရပါတယ်။အသက်ရှင်လျက်ရှိတဲ့လူနာတွေကိုဦးစားပေးကဲထုံနေရတယ်လို့လည်းဆိုပါတယ်။လက်ရှိမှာတော့၄စင်တောက်လျှောက်ဓာတ်ပေါ်တွေထုံယူမှုတွေရှိနေတယ်လို့သိရပါတယ်။လက်ရှိဥဒ္ဒရတီပင်လုံးစုံကြီးမှာရှာဖွေခဲ့တဲ့လုပ်ငန်းတွေကိုမိသက်ဦးစီးဌာနကတရုတ်ကကဲဆဲရေးခွဲတွေရဲတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ မလန်28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ရဲ့ပြင်အားဟာလူမျိုးအတန်ပုံပေါင်း330ကျော်ပောက်ကွယ်မှုများနဲ့ ညီမျှတယ်လို့လူသိများတဲ့ American နယ်လင်းပညာရှင်တို့ကပြောပါတယ်။ CNN သတင်းဌာနနဲ့အင်တာဗျူးမှာ American ရဲ့ဘူမိဗေဒနယ်လင်းနဲ့မိတောင်ပညာရှင် Jess Phoenix ကနယ်လင်းရဲ့ပြည်အနေနဲ့ပတ်သက်လို့အမြင်အဆုံးဖြောက်ဥပမာပေးတော့ပါတယ်။အခုလိုနယ်လင်းမျိုးကထုတ်လွှတ်တဲ့အင်အားဟာလူမျိုးပုံ334လုံးစားနဲ့ညီမျှတယ်ဆိုပါတယ်။ဒီနယ်လင်းမျိုးဟာကမ္ဘာကိုဓာတ်တလက်နဲ့စီးဖြတ်လိုက်တယ်လို့သဘောမျိုးလို့သူကဥပမာပေးပါတယ်။ နောက်ပြီးအရင်ပြည့်နေတဲ့ငလင်ကြီးတွေပေါ့နောက်ဆက်တွဲငလင်တွေအချိန်ချင်းဆက်လုပ်တဲ့သဘောလည်းရှိတယ်လို့ဆိုပါလိမ့်။စကိုင်းမြို့နောက်မြောက်ဘက်16ကီလိုမီတာအကွာပဟိုပြီးလောက်ခဲ့တဲ့ငလင်ဟာနှစ်ပေါင်း100ကျော်အတွင်းမြန်မာနိုင်ငံမှာလှုပ်ခတ်မှုသမျှပြင်းအားအကြီးဆုံးငလင်ပါငလင်ပြင်းအားဟာမဂနီကျူ9.8အဆင့်ရှိပြီးအဲ့ဒီမတန်ခင်မြန်မာနိုင်ငံမှာအပြင်းထန်ဆုံးလှုပ်ခတ်မှုတွေငလင်ဟာ1912တောင်ကြီးငလင်ဖြစ်ပါလေ အဲ့ဒီငလျင်ဟာမဂနီကျူ9.6တက်စင်တီအပြည့်ခဲ့ပါတယ်။ကမ္ဘာမြေလောအောက်ကအေရာမှကြောက်ချက်ကြီးတွေအချိန်ပြည့်ပုတ်တိုက်မှုကြောင့်တဘာဝအလျောက်စူးစီးကင်းရောင်းနေတဲ့စွန့်ရင်တကြီးကန်ထွက်လာရတာနဲ့ငလျင်ဖြစ်လာတာပါ။ခုငလျင်ဟာစကိုင်းပြည့်ရွေကြောင်းနဲ့တိုက်ရိုက်ပတ်သက်နေပြီးကြိုတင်မျောလင့်မထားတဲ့အခြေအနေတော့မဟုတ်ဘူးလို့စင်ကာပူအခြေစိုက် Ad Observatory ဆိုတဲ့ဌာနကြီးကပြောပါတယ်။ အထင်ကြီးအမီအောက်ကြောက်လွားကြီးနှစ်ခုထိစရာနေရာမှာတစ်ဖြောင်းတည်းရှိနေတဲ့စကိုင်းပြည့်ရွေကျော်ဟာရင်ကလေးကလည်းအင်အားပြင်းငလင်ကို ဖြစ်ပေါ်စေခဲ့ပြီးပညာရှင်တွေကမှငလင်ဆိုင်ရာအန်ဒီယဆုံအဖြစ်ရှုမြင်ထားတာလည်းဖြစ်ပါတယ်။နောက်ပြီးတော့လူနမ်းပေါင်းများစွာနေထိုင်ရာမန္တလေးရန်ကုန်နေပြီးတော့ဆားရှိတဲ့မြို့ကြီးတွေဟာကီလိုမီတာ1200လောက်ရှည်လျားတဲ့အဲ့ဒီပြည့်ရွေကျော်နဲ့ဆက်ဆက်တည်ရှိနေပါတယ်။ မလ28ငလင်းရဲ့နောက်ထပ်ထိခိုက်ပျက်စီးမှုများတဲ့အကြောင်းရင်းကတော့မြေမျက်နှာပြင်အောင်10ကီလိုမီတာလောက်သာဝေးတဲ့နေရာကိုပို့ပြတဲ့မြေတိမ်ငလင်းဖြစ်နေတာအကြောင်းလို့သိရပါတယ်။မြေတိမ်ငလင်းတွေဟာတုံးကန်ထုတ်လိုက်တဲ့ဖြက်စီးအားကိုဂျားခန့်အေရီးယားမှာရောပါဖြက်စီးမှုတိတ်မရှိစေပဲမြေလွှာပေါ်ရောက်ရှိစေလို့အဆောက်အုံတွေဟာငလင်းရဲ့လှုပ်ရမ်းမှုကိုအပြည့်အဝခန်းဆားသွားတာဖြစ်ပါတယ်။မြေနှစ်ပိုင်းမှာလှုပ်တဲ့ငလင်းဆိုရင်တော့အဲ့ဒီလောက်ထိခန်းဆားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ မလ31ရက်နေ့ဒီအခြေအနေရဆိုရင်ငလင်ကျောင်းသေဆုံးသူအရေအတွက်ဟာအနည်းဆုံး2000ကျော်ရှိလာပြီလို့ထုတ်ပြန်ထားပါတယ်။ American ငလင်တိုင်းတရီဌာန USGS ကတော့ရရှိတဲ့အချက်လက်တွေကိုအချိန်အတွက်ချက်ပြီးလက်တွေ့အသေးပြောက်အရေအတွက်ဟာ1000ကနေ3000ကျားရှိနိုင်တယ်ဆိုပါတယ်။ငလင် GP နောက်ဆက်တွဲငလင်ငယ်တွေလည်းဆက်လက်လှုပ်ခဏနေလို့ငလင်ပေးတဲ့ area တွေမှာအသက်ရှင်ကျန်ရသူတွေအတွက်အထိတ်တလန့်ဖြစ်နေရပါတယ်။ ိမ်ထဲမှာပြင်မနေရဲပဲနဲ့အိမ်ပြင်ထွက်ပြီးတော့တဲထိုးနေရတဲ့အနေအထားဖြစ်ပါလိမ့်